တော့အိမ်တော်ရှိတဲ့အမျိုးသားအုံမှာအယူမှုချိန်မိနေပြီဆိုတော့ main clay နဲ့ပတ်သက်ပြီးတော့ဒီကဆီယမကပြန်လည်ပြီးတော့ရှင်းပြပေးထားတယ်ဖြစ်ပါတယ်ဆိုတော့ဆီယမဘာတွေရှင်းပြထားလဲကျွန်တော်အထူးကြည့်မယ်ပြီးကျွန်တော်ပြန်ပြီးတော့ဒီ video နဲ့ပတ်သက်ပြီးတော့ reaction လေးလုပ်ပေးချင်ပါတယ် okay ဆိုတော့အထူးကြည့်လိုက်အောင်အိမ်တော်ရှိတဲ့အမျိုးသားကိုအယူမှုချိန်မိနေတဲ့အမရေဘယ်လိုလုပ်ရမလဲဆိုပြီးတော့ညီမလေးတယောက်ကအကြံဉာဏ်တောင်းထားပါတယ်ရှင်ညီမလေးရေဒီကိစ္စကြီးက စိတ်ပိုင်းဆိုင်ရာအရာအယမ်းကိုရှုပ်ထွေးတဲ့အခက်အခဲကြားတဲ့ကိုရောက်နေတဲ့အခြေအနေကြီးဖြစ်လို့နေတယ်ကွယ်မိမာလေးကိုယ်တိုင်နဲ့သူ့ဇနီးတွေတာသမီးတွေသူတို့ရဲ့စိတ်ကြံရာတွေကတေချာပေါက်တနည်းမဟုတ်တနည်းတော့ရမှာတေကြတယ်ငါညီမရေညီမလေးရဲ့အနာဂတ်မှာလဲရှုပ်ထွေးတဲ့လမ်းကြောင်းတွေနဲ့ညီမလေးကိုယ်တိုင်တိုးတက်ရာတိုးတက်ကြောင်းကိုအာယုံမဆိုင်နိုင်တာတွေထိခိုက်မှုများစွာတွေရှိနိုင်တယ်ငါညီမရေ လူတွေကလည်းဒီလိုအရာမျိုးကိုပြင်းထန်စွာဝေဖန်တုံ့ပြန်ကြတာမို့လို့လူအတိုင်းအဝိုင်းရဲ့ပြောဆိုမှုတွေကိုငါညမလေးခံစားရမှာသိကြတယ်ကွယ်နောက်တစ်ချက်ကတော့ဥပဒေအရာအတိုင်းခံရနိုင်ပါတယ်နော်အဆက်တကွဲတွေဖြစ်နိုင်ပါတယ်ငါညမရေနော်ဘယ်လိုလုပ်ရမလဲဆိုရင်တော့လက်တွေ့ကြကြဆုံးဖြတ်ရမှာဖြစ်တယ်ညမရေဒီဆက်ဆံရေးကြီးကတကယ်ပဲငါညမကို စိတ်ဖိစီးမှုမပေးဘဲနဲ့အားစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာတွေလုံခြုံမှုရှိစေရလားဒါတွေကိုလက်တွေ့ကြကြစဉ်းစားရမှာနော်တကယ့်ကိုရေရှည်ဘဝအတွက်အာမခံရဲ့ချက်ရှိရလားဒီဆက်ဆံရေးကြီးကကိုယ့်ကိုတိတ်တိတ်ပုံလျှို့လျှို့ဝက်ဝက်နဲ့ပဲရေရှည်ကြီးဇက်မျိုးကြီးထဲမှာကိုနစ်သွားနိုင်လားဒါတွေကိုငါညမအသေးစိတ်လက်တွေ့ကြကြစဉ်းစားပါဘလို့ယုံထွက်ရမလဲဆိုရင်တော့ငါညမလေးသူနဲ့ဆက်သွယ်နေတာတွေကိုလုံးဝကိုရက်ပြရမှာဖြစ်တယ်နော် အရန်လက်ခက်ခဲတယ်ဒါပေမဲ့ငါညမာလေးလုံနိုင်ရမယ်ကွယ်နံပါတ်1 तू နဲ့ချိန်တွေ့နေတာ ड़ी तू နဲ့ဖုန်းပြောနေတာ ड़ी तू နဲ့ message ပို့နေတာ ड़ी အားလုံးအဆက်အသွယ်ဖြတ်ရမှာဖြစ်တယ်ညမရေနံပါတ်2ကတော့ညမာလေးတယောက်တည်းကိုယ့်အတွက်ကိုအများကြီးအချိန်ပေးပစ်လိုက်ပါညမရေနော်ညမာလေးမှာတိမ်မြုပ်နေတဲ့ဝါသနာ ड़ी ဗီဇကောင်းအစွမ်းအားကောင်းတွေတေချာပေါက်ရှိလို့နေတယ်ညမရေအဲ့ဒီအရာတွေကိုအချိန်ကောင်းကောင်းပေးပြီးတော့ ဘဝကြီးတိုးတက်သွားအောင်ညီမလေးလှုပ်လို့ရတယ်နော်လေ့ကျင့်ခန်းนี่လှုပ်မယ်မိသားစုတွေမိဘတွေနဲ့အချိန်ပေးမယ်ချက်ပြုတ်မယ်စားတောက်မယ်ပျော်ရွှင်မယ်အပေါင်းအသင်းတွေနဲ့သွားလာမယ်ပေါ့ငါညီမရေနော်တခြားငါညီမအတွက်အန်တရေကင်းအပြစ်ကင်းတဲ့ပျော်ရွှင်မှုနီးလန်းတွေအများကြီးရှိလို့နေတယ်ညီမရေတကယ်တော့ညီမကြီးဒီထောင်ချောက်ကြီးတစ်ခုထဲမှာညီမပိတ်မိနေတယ်လို့လည်းပြောလို့ရတယ်နော်အဲ့တော့ဒီထောင်ချောက်ကြီးရဲ့ထဲကနေညီမလေးကိုယ်တိုင် ိညာဉ်နဲ့သတိညာဉ်နဲ့ယုံထွက်မှရတဲ့အရာဖြစ်တယ်ငါညမတကယ်ပဲယုံထွက်မယ်ဆိုလို့ရှင်ရင်တေချာပေါက်ယုံထွက်လို့ရပါတယ်နော်အဲညမကိုကိုကိုအချိန်ပေးပါစိတ်ရှိပါငါကျင်နာတွေဝမ်းနေတာတွေဒေါသဖြစ်တာတွေခံပြင်းတာတွေအဆရှိတဲ့စိတ်အမျိုးမျိုးကိုကြံ့ကြံ့ခံပြီးတော့ငါညမလေးကြော်လွားပါကျင်းသေးပေါက်တာယာလှပပြီးတော့မြူတိန်ကင်းတဲ့နေ့ဆိုတာငါညမလေးအတွက်ရောက်ရှိလာမှာဖြစ်ပါတယ်နော် ်ညီမလေးကျေနပ်ပါစေရှင်โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီအဆရာပါကတော့ပြောမယ်ဆိုရင်တော့အိမ်တော်ရှိတဲ့အမျိုးသားကိုယူမှုချစ်မိနေတယ်ဆိုတော့အမျိုးသမီးနဲ့ပတ်သက်ပြီးတော့ပြန်လည်ပြီးတော့ဒါအမျိုးသမီးကိုပြန်ပြီးတော့အကြံပြုထားတဲ့ဗီဒီယိုလေးတစ်ခုဖြစ်ပါတယ်အရင်လည်းကောင်းပါတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့ reaction လုပ်ရမယ်ဆိုရင်တော့ယူမှုချစ်မိနေတယ်ဆိုတာဘယ်လိုမျိုးလဲနော်ကျွန်တော်ကတော့အဲ့လိုမျိုးပဲစတင်ခြင်းတယ်အယူမှုချစ်မိနေပြီဆိုတာဘယ်လိုမျိုးကိုပြောတာလဲဘယ်လိုမျိုးအယူမှုချစ်မိနေပြီလို့ ကျွန်တော်ကြီးရှုနေကြရဖြူရနေနဲ့ဆိုရင်တော့သုံးသက်ပြီလေပေါ့နော်ကျွန်တော်တော့အယူမှုချင်းပြီနေတယ်ဆိုတာကလေဘယ်လိုပြောမလဲအာဘာမှမလုပ်နိုင်တော့ဘာမှလည်းမစားနိုင်တော့တဲ့မှာဒီလူကိုပဲငုတ်တော့ကြီးထိုင်ပြီးတော့ဒီလိုမျိုးကြီးကြည်နေတာမျိုးနော် မြင်အောင်နေတာမျိုးအေးအဲ့ဒါမျိုးဆိုရင်တော့ဒါပြောမယ်ဆိုရင်အယူတစ်ပိုင်းအချက်တစ်ပိုင်းပေါ့အဲ့တော့အယူမှုချင်းပြီနေပြီပေါ့ကျွန်တော်တော့အဲ့လိုတော့ထင်မိတယ်ပေါ့နော် ဒါပေမဲ့ကျွန်တော်အဲ့လိုလူမျိုးလောကမှာကျွန်တော်မတွေ့ဘူးသေးဘူးတကယ်ပြောတာအယုံမှုချစ်မိနေပြီဆိုတဲ့လူတွေကိုကျွန်တော်လောကမှာမမြင်ဘူးသေးဘူးချစ်တော့ချစ်ဖူးတယ်ပေါ့နော်အဲဘယ်လိုပြောမလဲဒီလူကိုချစ်တယ်ဆိုတဲ့ပုံစံမျိုးလောက်ပဲမြင်ဘူးသေးတယ်သို့တော့အဲ့လောက်ထိအယုံမှုချစ်မိနေပါပြီဆိုတဲ့မြင်ကွင်းမျိုး ဟိုတော့ကျွန်တော်တစ်ခါမှအပြင်းမမမြင်ဘူးသေးဘူးပေါ့နော်သူအယူမှုချစ်မိနေပြီဆိုတာတကယ်တော့ကောင်းပါတယ်လူတစ်ယောက်ကိုကိုကအယူမှုချစ်မိနေတယ်တအောက်ချစ်တယ်ပေါ့ဗျာโอเคအဲ့ဒါအရင်ကောင်းပါတယ်သို့တော်လည်းပဲကိုချစ်နေတဲ့သူကပိုင်ရှင်ရှိနေတယ်ဆိုရင်တော့လုံးဝမကောင်းပါဘူးပေါ့နော်ပိုင်ရှင်မရှိတဲ့အဲပြောမယ်ဆိုလူပြလူလွတ်တွေလောကမှာအများကြီးပါပဲအများကြီးပါပဲเนาะအဲအဲ့လိုအများကြီးတွေကမှကိုကြိုက်တဲ့ ောင်လေးကိုကြိုက်တဲ့အမျိုးသားတယောက်ကိုရှာဖွေပြီးတော့မှချစ်တာမှအယူမှုချစ်တာမှပို့ပြီးတော့အတိတ်ပဲလဲရှိမယ်ပို့ပြီးတော့လည်းအဲကို့အတွက်လွတ်လပ်ပေါ်ပါမယ်ပေါ့နော်အဲမဟုတ်ရင်ခုနကဆရာမကြီးပြောသွားခဲ့သလိုပဲကို့ရဲ့ဘဝဘယ်လိုပုံစံနဲ့ရှေ့ဆက်ရမှာလဲ silent ပုံစံနဲ့တော့ရမှာလားသူမဟုတ်အဲဒီတခြားသောအိမ်တော်ကြီးကိုဖျက်ဆီးပြီးတော့မှကိုကရှင်သန်ရမှာလားဒါဆိုရင်လည်းမကောင်းမြင်အောင်လीနော်ဘာကြောင့်လဲဆိုတော့ ကိုလှုပ်လိုက်တဲ့အရာတစ်ခုပါတခြားသောဘက်မှာအများစွာထိခိုက်တယ်เนาะအထူးသဖြင့်အဲဒီဘက်မှာရှိနေတဲ့သာသမီတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေเนาะအရန်ကိုထိခိုက်သွားလိမ့်မယ်ဒါကြောင့်ကိုကြောင့်သူတို့တွေထိခိုက်သွားတယ်ဆိုရင်ဘလို့မဟုတ်ဘူးကျွန်တော်တို့အဲကျွန်တော်တို့လူပတ်ဝန်းကျင်ကပဲជីជីကိုအနေနဲ့ပဲအမှန်တရားကိုပြန်လဲတုံးသက်ជីជីဘလို့ပဲជីជីပေါ့เนาะဘလို့မှအဆင်ပြေမနေပါဘူးဆိုတော့အဲကိုရွေးချယ်မဲ့သူကိုအရင်ဆုံးကိုကကိုရဲ့ဘလို့ပြောမလဲနှလုံးသားကိုသူ့မပေးခင်မှာသူ့မချစ်မိခင်မှာ จุติပြီးတော့ကိုကစုံစမ်းရမှာဖြစ်သလိုจุติပြီးတော့သူ့ကိုလည်းမေးဖို့လိုတယ်ပေါ့နော်အဲအဲ့လိုမှမမေးဘဲနဲ့အဲ့လိုမှမစုံစမ်းဘဲနဲ့မှအယူမူကုဏလို့ပေါ့နော်အယူမူချစ်မိနေပြီဆိုရင်တော့သွားပြီသွားပြီသွားပြီဆိုတာကပြောမယ်ဆိုရင်တော့ကိုယ့်ရဲ့လောက်ရက်တည်းကတခြားတော့အပတ်မှာညားစွာထိခိုက်ကုန်တယ်เนาะအဲ့ဒီတော့ကိုယ့်ရဲ့ဒီတတင်ကသူနဲ့တွေ့တဲ့အချိန်သူနဲ့စကားတွေပြောနေတဲ့အချိန်ပျော်ရွှင်မှုလေးအနည်းငယ်ကဒီဘက်မှာ ကြီးမားတဲ့မိသားစုဘဝတွေကိုကိုကဖျက်ဆီးလိုက်လို့ဖြစ်သွားတယ်ဆိုတော့အဲ့ဒီပုံစံမျိုးနဲ့တော့လူတယောက်ရဲ့အချစ်ကိုပိုင်းဆိုင်ခြင်းကဒီကတော့ဘလို့မှမဖြစ်တင်ဘူးလေနော်ဆိုတော့ဒါကတော့တစ်ပိုင်းပါနောက်တစ်ခုကသုံးသက်ချင်တာပဲဖြစ်ဖြစ်တဦးတယောက်ကရက်လိုက်တာနဲ့လေပြီးပါတကယ်တကယ်တော့လေနော်အထူးသဖြင့် main ကလေးဒီဘက်ကနေရက်တက်လိုက်တာပိုကောင်းမယ်လို့ထင်တယ်ဘာကြောင့်လဲဆိုတော့ယောက်ျားလေးဆိုတဲ့အမျိုးကနော်ရလီလူလီအိုဒစီ เนาะအဲ့လိုဇကားနဲ့ပဲကျွန်တော်သုံးသက်ချင်တယ်။ဘာကြောင့်လဲဆိုတော့ယောက်ျားလေးတွေဆိုတာမျိုးကပြောမယ်ဆိုရင်သူတို့ပေါ်ချစ်ခင်တယ်၊ကျင်နာတယ်၊ယူရတယ်အဲပြောမယ်ဆိုရင်သူတို့လိုချင်တဲ့အချို့တွေကိုကျွေးနေတဲ့မြာကာလပတ်လုံးကယောက်ျားလေးဆိုတဲ့အမျိုးကပြောမယ်ဆိုရင်နောက်ဆုံးတော်တော်လေးတော့ခက်ခဲမယ်အနေဒါရှိတယ်เนาะဒါပေမဲ့ပညာဉာဏ်နဲ့ကိုယ့်ရဲ့အသက်အရွယ်အပိုင်းခြားတစ်ခုနဲ့ပြန်လည်ပြီးတော့ကိုယ့်ရဲ့အုံနောက်နဲ့အဲ control လုပ်နိုင်တဲ့မျိုးသားတွေဆိုရင်တော့ဒါကိုရပ်တန့်နိုင်မယ်လို့ကျွန်တော်ထင်တယ်။အဲ့လိုမှမဟုတ်ဘဲနဲ့ အဲကျွန်တော်တို့ပုံမှန်အခြေအနေမျိုးဆိုရင်တော့ဒါကိုရက်တက်မှုခက်ကောင်းခက်နေနိုင်တယ်ဆိုတော့အဲ့လိုအခြေအနေမျိုးမှာအမျိုးသမီးဖြစ်တဲ့ဘက်ကရက်တက်လိုက်တာကဘာပဲဖြစ်ဖြစ်အများကြီးနှစ်ဦးနှစ်ဖက်တို့အကျိုးရှိမယ်လို့ကျွန်တော်ယုံကြည်တယ်ပေါ့နော်အဲ့တော့ဆိုတော့ main clip ဘက်ကနေဘလို့ရက်တက်မလဲဆိုရင်ခုနဆရာမကြီးအကြံပေးခဲ့သလိုပဲသူနဲ့ထိတွေ့မှုတွေသူနဲ့ပတ်သက်မှုတွေအရာတွေအားလုံးကိုရက်တက်လိုက်တာဟာ အဲဒီကိစ္စကြီးကပြောရမယ်ဆိုရင်အားလုံးအတွက်အေးအေးချမ်းချမ်းဖြစ်ဖို့ဥတည်သွားတဲ့အခြေအနေကိုရောက်ရှိသွားမှလည်းဖြစ်ပါတယ်ဆိုတော့ဒါကလည်းပြောမယ်ဆိုတော့လက်ခုပ်ဆိုတာနှစ်ဖက်တီးမှမြည်ရလေဟုတ်တယ်မလားတစ်ဖက်နဲ့သွားတီးလို့ဘလို့မှမမြည်ဘူးတီးကြည့်လေနော်မြည်လားမမြည်ဘူးမလားအေးအဲ့ဆိုရင်တော့ရှင်းတယ်လေနော်ဘိန်ကလီဘက်ကရက်တက်လိုက်မယ်ဆိုရင်တော့ဒီຢာတွေအားလုံးကပြီးဆုံးသွားပြီအဲ့လိုမှမဟုတ်ဘူးဘိန်ကလီဘက်ကမရက်တက်မနဲ့ဒီလိုကြီးတောင်းထားနေရနေလို့ကတော့ဒီလိုဖြစ်နေဦးမှာပဲနော်ဆိုတော့အဲ့လိုဖြစ်နေသေးရတော့ဘသူဘသူအတွက်မှ ကောင်းကျိုးမရှိဘူးဘသူမသူအတွက်မှကောင်းကျိုးမရှိဘူးဆိုတာကပြောမယ်ဆိုရင်ခုနကျွန်တော်ရှင်းမှာပြောခဲ့သလိုပဲလေနော်ဒီဘက်မှာအစကတည်းကကိုနဲ့မတွေ့ခင်နေတီးဆောက်ထားတဲ့မိသားစုလေးရှိပြီးသားလေနော်အဲ့ဒီရှိပြီးသားအကြာကြီးကိုကိုရောက်လာမှနော်မုံတိုင်းထန်သွားတယ်ဆိုရင်ဘလို့မှအဆင်ပြေမလို့လေနော်အဲ့တော့ကိုမှရွေးချယ်စရာအများကြီးရှိပါတယ်တကယ်ကြေတော့လေနော် main clay တွေမှာရွေးချယ်စရာအများကြီးရှိပါတယ်လူပြလူလွတ်တွေလည်းပေါ်မှာပေါ်ပေါ်မှာပေါ်ဒါပေမဲ့အရေးချင်းရှိတဲ့ယောက်ျားလေးတော့ရှားမယ်လို့ကျွန်တော်ထင်တယ်ဗျာ အဲ့တော့အရေးချင်းရှိမဲ့ယောက်ျားလေးတွေရောရှာပေါ့နော်ဒါကတော့ကျွန်တော်အဲကိုလည်းချက်ပေးတော့ဆိုတော့ကိုဖောက်ကိုရှာမှာဖြစ်တယ်ကိုဖောက်ကိုယ့်ရဲ့ပညာဉာဏ်နဲ့တေချာလေးရှာပြီးတော့မှကိုယ့်ရဲ့လက်တွဲပေါ်ဖြစ်ရွေးချယ်ကြပါလို့ပဲအဲကျွန်တော်နေအကြံပြုပြောကြရင်လည်းဒီဗီဒီယိုလေးကိုစုံသက်ချင်ပါတယ်ဒီဗီဒီယိုလေးကိုတက်ပြီးပါများမှတ်ချက်ပေးခြင်းလည်းမှတ်ချက်ပေးခြင်းတာရှိကိုမမရေးသားကြပါကျွန်တော်နေ့စဉ်လည်းအများကြီးရှုအားပေးနေကြတဲ့ you are two တယောက်ချီစီတဲ့အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့စုံကြည့်ပါဗျ see you next video